ကမ္ဘာဖလားအောက်စုအဖွဲ့ဝင်နဲ့စီယိုနယ်တို့လွဲချောင်းနိုင်လားဘလွန်ချက်ပြညာတို့ကျမတို့ရဲ့ဝမ်မီလီယံ channel တွေကပြန်လည်ဆိုးဆိုးလာပါတယ်ဘော်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်စီယိုနယ်တို့ကအိုင်ယာလန်ကို029နဲ့အငြင်းနှိမ့်ခဲ့တဲ့ပွဲမှာပြသခံခဲ့ရတဲ့အနီးကပ်ကြောင့်ခြေစစ်ပွဲအောင်ခဲ့ရင်အနည်းဆုံး2026ကမ္ဘာဖလားပြိုင်ပွဲအောက်စုအဖွဲ့ပွဲကိုလွဲချော်ဖို့ရှိနေပါတယ်၎င်းကအိုင်ယာလန်ကစားသမားတာရာအိုရှေးရဲ့ကျောင်းကိုနောက်ကနေပြီးတော့ပခုံးနဲ့တိုက်ခဲ့လို့အနီးကပ်ပြသခံခဲ့ရတာဖြစ်ပါတယ် ကနအူအဝါကတပြတာခံခဲ့ရပေမဲ့ VR ပြန်ကြည့်ပြီးတဲ့နောက်အနီးကပ်ပြောင်းလဲသွားခဲ့ပါတယ်။စီယိုနယ်ဒိုနေနဲ့အနီးကပ်ပြစ်ဒဏ်ရကနအူအာမေးနီးယားနဲ့ခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲကိုလွှဲချရမှာပါ။ဒါမဲ့အ ਨੇ ဆုံးနိုင်ငံတကာပွဲနှစ်ပွဲပယ်ပြစ်ဒဏ်ကြားခံရနိုင်တယ်လို့လည်းသတင်းဌာနထုတ်ပေါ်နေပါတယ်။ FIFA စီကံထိန်းသိမ်းရေးကော်မတီကအရေးယူမှုကိုတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။အခုဖြစ်စဉ်ကအကြံဖတ်ပြုမှုခေါင်းစဉ်အောက်ရှောင်းနေပြီးဥပဒေအရတော့အ ਨੇ ဆုံး၃မွေးနဲ့ထပ်ပွဲပယ်ခံမှာဖြစ်ပါတယ်။